ဆက်တဲ့ဇာမကုံနဲ့စီးစင်တွေကိုပိုင်ဆိုင်ထားပေးမယ်။ဆိုရှယ်မီဒီယာပေါ်ကြောလုံးထုတ်ခြင်းမရှိဘဲအစင်တန်းရှိစွာနေထိုင်ကြတဲ့အမှုပညာရှင်လေးဦး။အမှုပညာရှင်တွေတော်တော်များများကပုံမှန်လူတွေထက်အစင်တန်းမြင့်စွာနေထိုင်ကြပြီးအရာလက်ချမ်းသာစွာနေနိုင်ကြသူတွေဖြစ်ပါတယ်။ တချို့သိပြီးတော့မအောင်မြင်မချမ်းသာတဲ့အမှုပညာရှင်တွေကတော့သူတို့ရဲ့နေထိုင်မှုတွေကိုထုတ်ကြွတက်ကြပေးမယ်။တကယ်စစ်မှန်တဲ့စီးဆင်ချမ်းသာတွေကိုပိုင်ဆိုင်ထားသူတွေကတော့သူသိစွာနေထိုင်ကြပါတယ်။ဒီဘဝမပြောနဲ့နောက်ထပ်ဆက်ဘဝလောက်သုံးဖြုံရင်ကြောင့်ကိုမသွားတဲ့စီးဆင်ချမ်းသာတွေကိုပိုင်ဆိုင်ထားပြီးတော့ဆိုရှယ်မီဒီယာမှာလည်းထုတ်မကြောပဲကိုအစင်တန်းနဲ့ကိုနေထိုင်ကြတဲ့ဒီမင်းသမီးလေးယောက်ကတော့တကယ်ကိုလေးစားစရာပါပဲရှင်။ နံပါတ်၄စစ်စနိုးတစ်ချိန်ကဝီဒီယိုဇက်လန်ခက်မှာအရန်နာမည်ကျော်ကြားခဲ့ပြီးအောင်မြင်မှုတွေသိမ့်ပိုက်ခဲ့တဲ့မင်းသမီးတွေထဲမှာစစ်စနိုးလည်းပါပါတယ်။အရန်အောင်မြင်နေတဲ့အချိန်မှာပဲအမှုပညာအလုပ်တွေကိုရန်နာသွားခဲ့တဲ့သူမကအခုချိန်မှာတော့အရန်ချမ်းသာတဲ့တတိကရောကြီးပွားကိုရောက်ရှိပိုင်ဆိုင်နေပါတယ်။သူမရဲ့ကမွန်တဲ့ကအရန်ချမ်းသာပြီးတော့စီးပွားရေးလုပ်ငန်းများစွာကိုဥဆောင်လောက်ကိုင်းနေတယ်လို့စစ်စနိုးကိုယ်တိုင်ကလည်းအမှုပညာအလုပ်တွေထက်ခမွန်တဲ့ရဲ့စီးပွားရေးတွေကိုကူညီလောက်ကိုင်းပေးနေတာဖြစ်ပါတယ်။ဒီလိုနေထိုင်ပြီးတော့မြန်မာနိုင်ငံမှာအချမ်းသာဆုံးစင်းဝတတိကရောကြီးပွားကိုပိုင်ဆိုင်နေတယ်ဆိုပေမဲ့ဆိုရှယ်မီဒီယာမှာ ျက်စိနှောက်ဆရာကောင်းလာအောင်ပုံနေကျင်ပြီးတော့စီးစိမ်ချမ်းသာတွေကိုထုတ်ကြွားနေတာမျိုးမရှိပါဘူး။အင်တာဗျူးတွေလည်းမဖြေပဲကိုအစင်တန်းနဲ့ကိုသူသိစွာနေထိုင်ပြီးတော့ပေါ်ပြမလုပ်တဲ့အမှုပညာရှင်တွေထဲမှာစစ်စနုဦးကလည်းလေးစားဆရာကောင်းစွာပါဝင်နေတာဖြစ်ပါတယ်။နံပါတ်3မူယူဆန်အရန်ချမ်းသာတဲ့တတိမကြီးဘွားကိုပိုင်ဆိုင်နေပေမယ့်မိသားစုနဲ့စစ်ဆရာကောင်းတဲ့ပုံရင်လေးတချို့ကသာထုတ်ပြတတ်သူကတော့မူယူဆန်ပါရှင်။မူယူဆန်ကလည်းအရန်စစ်ဆရာကောင်းတဲ့စကားပြောဆိုပုံလေးနဲ့ပရိသတ်တွေရဲ့ရင်ထဲကိုရောက်ရှိခဲ့တဲ့ထိတ်တန့်မသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့သူမကလည်းအမှုပညာအလုပ်ကိုရပ်နားဖို့ရွေးချယ်ခဲ့ပြီးတဲ့နောက်အင်တာဗျူးတွေနဲ့အတူမျက်စိနှောက်စရာကောင်းအောင်မနေတော့ပဲကိုရဲ့မိသားစုဘဝကိုပဲပျော်ရွှင်အောင်ဖန်တီးနေခဲ့ပါတယ်။တခါတလီမာမိသားစုနဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တချို့ကိုထုတ်ပြတတ်ပြီးမယ်။နောက်ွယ်ကပိုင်ဆိုင်ထားတဲ့စီးစဉ်ချမ်းသာတွေကိုတော့တစ်ချိန်တစ်ခါမှထုတ်ကြွားခြင်းမရှိပါဘူး။ဒါကြောင့်တတော်များများကမင်းသမီးမိုးယူဆန်ရဲ့ချမ်းသာတဲ့အနေအထားကိုမသိကြပေမယ့်တကယ်တမ်းတော့နောက်ထပ်ဆယ်ဘဝလောက်ထိုင်စားနေရင်ဒါမကုန်နိုင်တဲ့စီးစဉ်ဥစ္စာတွေကိုပိုင်ဆိုင်ထားတဲ့တတိကရောကြီးပဲဖြစ်ပါတယ်။ နံပါတ်2နန္တာလိုင်းတချိန်ကထိတ်တန်းအကယ်ဒမီမင်းသမီးကြီးနန္တာလိုင်းတို့မိသားစုရဲ့ချမ်းသာမှုတွေကိုတော့တနိုင်ငံလုံးကသိကြပေးမိ။သူမတို့ရဲ့နေထိုင်ပုံကတော့တမူထူးခြားနေခဲ့တာပါရှင်။ ပုံမှန်မြင်တွေ့နေရတဲ့တတိကရော်တွေလိုမျိုးလေပြင်းမှာဆွဲကျိုးအကြီးကြီးတွေဝတ်ပြီးတော့ branded ပတ်စံအစ်တွေနဲ့ထုတ်ကြွားနေတာမျိုးမရှိတဲ့အနန္တလိုင်းရဲ့အနေထိုင်မှုကတော့အတူတူစရာပဲဖြစ်ပါတယ်။မြမအချမ်းသာဆုံးတတိကြီးကိုရရှိပိုင်ဆိုင်ထားပြီးကိုရိုင်းကလည်းမိသားစုနောက်ခံအင်အားချမ်းသာကြောဝပေမဲ့သူသေးစွာနေထိုင်တတ်တာကပညာရှိတွေအပြုမူပဲဖြစ်ပါတယ်။သူတို့ချမ်းသာတာကိုတနိုင်ငံလုံးကသိပြီးသားဖြစ်တာကြောင့်အပေါ်ရန်ပုံစံလေးနဲ့အချွေတူးထုတ်ကြွားမနေတော့ပဲလွတ်လပ်တဲ့ဘဝနဲ့နေထိုင်နေတဲ့မင်းသမီးကြီးနန္တလိုင်းတို့ဇနီးမောင်နှင်ကအမှုပညာလောကရဲ့စံပြပုံကိုယ်တွေအဖြစ်မှတ်တမ်းတင်ခံရဖို့ထိုက်တန်သူတွေလည်းဖြစ်ပါတယ်။ နံပါတ်1 online နုပညာလောကမှာအရင်အောင်မြင်ကြောကြားခဲ့ပြီးပြည်သက်အခိုင်အမာရရှိထားခဲ့တဲ့ online ကလည်းမြန်မာနိုင်ငံမှာရောနိုင်ငံခြားမှာပါစီးပွားရေးလုပ်ငန်းတွေအောင်မြင်နေပြီးမြေစီရှော့အောင်ထုတ်ကြွားနေတာမျိုးမရှိပါဘူးနော်ကိုအစင်တန်နဲ့ကိုဂုံတိခကြီးမစွာနဲ့နေထိုင်နေတဲ့ထိတ်တဲ့အနုပညာရှင်မင်းသမီးတွေတဲ့မှာ online ကလည်းအပေါဝင်ပဲဖြစ်ပါတယ်။များသောအားဖြင့်သူမတို့မိသားစုရဲ့ချစ်စရာပုံရိပ်လေးတွေကိုသာထုတ်ပြတတ်ပြီးဒါမဲ့လူသားတွေတဲ့ကတဲ့အဖြစ်သားရိုးရှင်းစွာရှင်းသန်နေထိုင်နေကြတာပါရှင်။ပေါ်ပင်နေမလို့ပဲဆက်သက်စားမကုန်တဲ့စီးစိမ်ချမ်းသာတွေကိုတိုးဝတ်ထားပြီးရိုးရှင်းစွာဖြတ်သန်းနေကြတဲ့ဒီအနုပညာ ရှင်မင်းသမီးတွေရဲ့ဘဝနေထိုင်မှုအပေါ်မှာပြည်သက်ကြီးတို့အနေနဲ့ရောဘယ်လိုများထင်မြင်မိကြပါလဲရှင်